ပင်းမောင်တင်တဲ့ရာဇဝင်လေးကိုပြောပြခြင်းနဲ့ပကန်းခင်တီလေကြောင်မဲနတ်တက်ချိန်မှာတကောင်းနေပြီးတော့ကြီးကလည်းထင်ရှားနေခြင်းဖြစ်တယ်။အီချမ်းตายရတဲ့ပကန်းမြို့လေးရဲ့အလှဟာဘာနည်းမှမလဲနိုင်။ตายရပွဲညိမ့်ညောင်းပွဲလှပတဲ့အပြင်တသနာလင်းထွန်းကားတဲ့အချိန်ဆိုလဲမှမပါဘူး။ဦးတင်တော်နဲ့ဇနီးတော်တော်တို့ကပပေးပညာနဲ့အသက်မွေးချောင်းဖြစ်တယ်လို့သာသမီတော်ဦးထွန်းကားလေတယ်။ဦးတင်တော်ဟာ ပပေးပညာထွန်ကားသလိုတာဖြစ်သူမောင်တင့်တယ်လေပပေးပညာမှာပါရမီပါသူဖြစ်လေတယ်ဥတင့်တယ်ရဲ့တာဖြစ်သူပပေးမောင်တင့်တယ်ဟာထောင်ထောင်မောင်မောင်အရေးရှိရှိနဲ့ရုပ်ရည်ဖျောက်သူတူပင်ဖြစ်လေတယ်မောင်တင့်တယ်တို့ပပေးလက်ရကောင်းမွန်ချက်ကတော့သူ့ရဲ့လက်နဲ့ပပေးထူရင်အရေးသွေးကောင်းမွန်နေလက်ရကောင်းမွန်နေတာကြောင့်မိမိတို့ပပေးဖို့မှာဘယင်းနဲ့မုံမက်ပြည်သူများလဲတတော်လေးကိုလာရောက်အနှံ့သူတွေနဲ့စုံစည်းနေကြတယ် ပပင်းမောင်တင့်တဲ့လက်ရကို အမြင့်မြို့အနေနဲ့တိုင်းမှာယူသူများနဲ့စီကားနေတယ်။စောမြက်လာမိမကောင်းတို့လှပခြင်းတို့တတော်လေးကို ပိုင်ဆိုင်ထားတော့ညင်သူတိုင်းကလည်းတတော်လေးကိုစောမြက်လာကိုသဘောကျလေးရှိတယ်။ကောင်းချင်းငါးပြားနဲ့ပြေဆောင်တယ်လို့ပပင်းမောင်တင့်တဲ့ကျေးဇူးကြောင့်လည်းတတော်လေးကိုကာကွယ်ထားတယ်လို့ဖြစ်နေတယ်။ကာလာသာတတော်များများကလည်းအခုဖြစ်သူရှိရင်စောမြက်လာအနာကို မကက်ရဲပဲ။ ပပင်းမော်တင့်တဲ့ရဲ့ပပဲလက်ရကြောင်းတတိုင်းပြည်လုံးအပြင်အင်းနေချင်းတိုင်းပြည်တွေကလည်းလက်ရကိုနှစ်ချိုက်သဘောကျလေးရှိတယ်။ဘဝအကျိုးပေးတဲ့မော်တင့်တဲ့ဟာအသက်အရွယ်နဲ့မလိုက်အောင်ပင်ခန္ဓာကိုယ်တက်မှထွားကြိုက်ပြီးခွန်အားပလာလဲကောင်းလာတယ်။မိဖုတ်ထား၍ရင်းရဲနေနေတဲ့တန်ချောင်းကိုရေမှရှဲကနေနှစ်ကပေပေါ်ကိုတင်ပြီးလက်ဝဲလက်မညှက်နဲ့ကိုင်ပြီးလက်ရလက်မပစ်တဲ့ချိန်တရာရှိတယ်။တူကြီးနဲ့မြောက်၍ထုနဲ့လိုက်တဲ့အတန်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုခြောက်ကြားသွားစီခဲ့တယ်။လက်ဝဲလက်နဲ့ပြောင်းရင် ပိတ်တာချင်း90ရှိတဲ့တူကြီးနဲ့ထုနဲ့ရမှာမနာတဲ့ထုနဲ့နိုင်စွမ်းရှိတာဖြစ်ပြီးမြင်းသူများအဖို့အံ့ဩဖွယ်ရာ ဖြစ်လေတယ်။အသိပညာနေပါလာတဲ့မူမတ်အချို့ကမောင်တင့်တင့်ဟာခွန်အားပလနဲ့ပြေဆုံးတာကိုမနာလို့ဖြစ်လေတယ်။ဒီလိုနဲ့မောင်တင့်တင့်အားဂုံချောစကားများနဲ့တကောင်းပြည့်ရှင်ဘရင်ကြီးထံမှာမဟုတ်မမှန်များရှောက်ထားလေတော့တယ်။အသိဉာဏ်နဲ့တဲ့မူမတ်စကားများကြောင့် ထင်းနဲ့လုမယ်လို့ပြောတာကြောင့်တကောင်းပြည့်ရှင်မင်းလည်းတော်တော်လေးကိုထိတ်လန့်မိနေတယ်။ရှေးပြင်းများအနေနဲ့ထင်းနဲ့လုမကိုစိုးရင်လေးရှိတတ်တာကြောင့်မောင်တင့်တဲ့တရင်မှန်လားမှားလားဆိုတာလေမဆုံးဖြတ်တော့ဘယင်ကြီးရဲ့စိုးရင်စိတ်ကမောင်တင့်တဲ့အားဖန်စီပေးဖို့အမိန့်ချမရန်အသင့်မယ်။လူရိုးကြီးမောင်တင့်တဲ့ဟာမင်းရစွေပေးကိုတော်တော်လေးထိတ်လန့်သွားရှာတယ်။မဟုတ်တာမလုပ်ပြင်မဲ့တမအာစီဝါနဲ့အတက်မွေးဝဲချောင်းပြုတ်နေတယ်။ ຈန်တဲ့မိသားစုဝင်တွေကိုမထိခိုက်စေလိုတာကြောင့်တကောင်းပြင်ရဲ့ပိုင်းနဲ့မှာလူကင်းရဒေတာကိုထွက်ပြေးတိတ်လျှောက်ရင်ပုတ်ပါးနဲ့တဝိုက်မှာပုံအောင်နေလေတယ်။တကောင်းပြည့်ရှင်ဘရင်က မောင်တင့်တဲ့အားပြည့်ရနေနဲ့ဖမ်းရင်အကျန်အိုက်နေလေတော့တယ်။ဒါကြောင့်မုံမတ်များအားမောင်တင့်တဲ့ရဲ့နောက်ချောင်းရာဇဝင်ကိုစုံစမ်းခိုင်းလိုက်လေတယ်။အဲဒီလိုနဲ့တကောင်းပြည့်ရှင်ဘရင်ကြီးကလည်းတိုင်ကန်နဲ့လည်းမယ်လို့အမိန်ထုတ်လိုက်လေတယ်။မုံမတ်တို့ကလည်းဘရင်ကြီးသွားဖို့လမ်းကြောင်းများ ကျူတင်စီစဉ်ရတယ်။ဘင်းကြီးတိုင်ကန်လှည့်လည်မယ့်အကြောင်းတပြည်လုံးနီးပါးလိုက်လံကျင်ညာဖို့ပြင်ဆင်ရလေတယ်။လူရကြီးမောင်တက်တဲ့ဟာမင်းရစဝက်ပြီးကြောက်လို့ပုတ်ပားနဲ့တဝိုင်းရှောင်ပုံးနေပင်ပဲစိတ်ထဲမှာမိသားစုကသာတန်တာနေလေတယ်။မောင်တက်တဲ့ဟာတော်တဲ့ပုံးနေခိုင်းမှာတော်တဲ့မှာယူတိုယူတိတ်လှုပ်ရှားနေတဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။စိတ်ထဲမှာမွေးမတူလာရောက်ဖမ်းဆီးတယ်လို့ပင်ထင်လိုက်မိတယ်။ ပင်စီကြီးကြီးတစ်ပင်ကြီးရဲ့အကာအကွယ်ကိုယူကပုံနေမိတယ်။အဲဒီနောက်ရှက်ရှက်ဆိုတဲ့အတန်ကိုကြားလိုက်မိတဲ့အခါမှာတော့မောင်တစ်တဲတယောက်တိကျင်စိတ်နဲ့တစ်ပင်နောက်ကွယ်ရနေချောင်းကြည့်မိနေတယ်။မောင်တစ်တဲတယောက်ပဆက်အဟောင်းသားနဲ့ငေးကြည့်မိနေတော့တယ်။ကိုရောင်ကိုဝါတောက်ပါပြီ။ချုံးမောလှပတဲ့မဲမပြိုလေးတဦးနဲ့တွေ့ဆုံမိနေတော့တယ်။အကြည့်အနှီးတစ်ခဏမှာလှုပ်ရှားသွားတဲ့ရှင်းခုံတန်းစီကျင်းထဲမှာမျောနေမိသလိုတောနဲ့ထဲကမဲမပြိုလေး ဘာကြောင့်လာရလဲဆိုတာစဉ်းစားမိနေတယ်။ရွှေနှစ်ပီချုံမလှပခြင်းကြောင့်ဖခင်ဖြစ်သူနဂါမင်းကစိတ်မချနဂါမင်းသမီးလေးရွှေနှစ်ပီချုံမလှပခြင်းပေါင်းဆက်ထားသလိုကြောင့်တတော်လေးကိုငင်းမောမိနေတဲ့မောင်တင့်တယ်။နဂါမင်းသမီးလေးလည်းမောင်တင့်တယ်နဲ့အချစ်ညီတွေနဲ့ညီတွေမိတာကြောင့်တော်ရဲမှာလည်းသူတို့နှစ်ဦးတန်ရုံစင်ရှစ်တွေ့မိလေတယ်။တကောင်းပြရှင်ပြင်းလေတိုင်ကန်လှဲ့လေရင်စောမြလကိုတွေ့မိတယ်။ အချံရုတ်တဲ့မုံမတို့ကလည်းအရှင်ဖျားရှောက်တင်ခွင့်ပြုပါဖျားဟိုအရှိနာလေးကမိမပြူလေးဟာဗပင်းမောင်တင်တည်းရဲ့နှမတော်ပါဖျားသူ့လာတဲ့င်းကတော့ဒီနေမှာတော်တော်လေးကိုမှုေးပါတယ်နှကမ်းမွေးတတတနဲ့တကောင်းပြည့်ရှင်ပြင်းကြီးတော်တော်လေးကိုစင်စားပြီးတဲ့နောက်စိုးမျက်လာကိုတော်ကောင်းရန်ပြောလိုက်တယ်မှန်လားပါဖျားကျွန်တော်မျိုးလူလီသေးမရှိစီစဉ်လိုက်ပါမယ် သူ့ကိုညင်ထားတဲ့စောမြက်လားဒီတခါတော့ညင်နိုင်ခြင်းမရှိအောင်လုပ်မယ်လို့ကြုံဝါထားတဲ့မူမတ်တွေအတွက်ကတော့ဝမ်းသာအားရနှစ်ထောင်အားရလေတော့တယ်စောမြက်လားတယောက်တကောင်းပြည့်ရှင်ဘင်းကြီးကတော်ကောက်မဲ့တရင်ကိုကြားတဲ့အခါမယုံကြည်နိုင်ဖြစ်ရလေတယ်အကူဖြစ်သူအတွက်စိတ်အေးရလောက်ပြီလို့လဲတွေးမိလေတယ်မိဘတွေနဲ့လည်းတိုင်ပင်ကြည့်တဲ့အခါမှာတော့အကူဖြစ်သူအတွက်မင်းရဆွေဘေးကလွတ်နိုင်မဲ့တခုတည်းတော့အခွင့်အရေးလို့ပြောကြလေတယ် အဲဒါကြောင့်လဲစောမျက်လာဟာကောင်းငယ်ပြီးလက်ခံလိုက်လိမ့်တယ်။ဘယင်တို့ရဲ့ပြည့်ရဲ့ကျေဝါပုံတိတ်ချဖို့ကောင်းနေလေတော့တယ်။စောမျက်လာကိုတော်တော်လေးသဘောကျတယ်လို့လို့ရှိနေပေမဲ့လဲတစ်ချက်ကုန်တစ်ချက်ပြည့်အနေနဲ့တော်ကောက်တဲ့အကြောင်းကိုတွေးပြီးတော့သဘောချနှစ်ချိုက်နေတယ်။တကောင်ပြည့်ရှင်ဘင်းကြီးတော်တော်လေးကိုစိတ်ထဲမှာချိန်နဲ့နေမိတယ်။ယာရုံမင်းစည်းစိမ်နဲ့ပတ်သက်ရင်ဘသူမှဘူမထားလို့ထီးနှဲလို့မဲ့အရေးရာကိုတခုမှမရှိသေးလို့ ဘသူ့ဟိုမှာထိနေမပြီလို့နေရာလေးပျောက်သွားမှဆွေးနေတာကြောင့်အမားမှန်ကိုတော်တော်လေးမခွဲခြားနိုင်ငါနဲ့မတူငါရံသူလို့သာသဘောထားလိမ့်တယ်ဒါပေမဲ့စောမျက်လာအပေါ်ကို ချိုချိုတာတာနဲ့ဆက်ဆံလိမ့်တယ်သူ့ရဲ့နှမအားကောင်းကောင်းဆက်ဆံမှာသူ့မှောင်ပြန်ရောက်လာမယ်မလားစိတ်ရမောင်ဖုံးနေတာကြောင့်တော်တော်လေးအမားမှန်မခွဲခြားနိုင်ရွှေနေပင်နဲ့မောင်တင်တင်ဟာတန်ရုံးစင်ကပောင်ငယ်လေးကပုတ်ပါနေတယ်မှာတန်ရုံးစင်အထက်ထက်ရစ်ပတ်လို့ ကြောင်တဲ့တရားဘဝကိုပုံအပ်မိကြလေတယ်။အချိန်ကာလကြာမြင့်တာနဲ့အမျှတန်ရုံးစဉ်ဂျိုလီခိုင်မာလာတယ်လို့မေတ္တာတပ်ဝင်ပေါင်းသိနေထားရကာလအတန်ကြာမှာသားတော်နှစ်ပါးရရှိခဲ့တယ်။အဲ့ဒီသားတော်နှစ်ပါးရဲ့အမည်မှာရှင်ဖြူမြောက်မင်း ရှင်ဖြူရှင်ညိုတောင်မကြီးရှင်ညိုဆိုပြီးအမည်တွင်လေတော့တယ်။တကောင်းပြည်ကြီးစီကားတယ်လို့တိုင်းပြည်တိုးတက်မှုကြီးလဲတော်တော်လေးဖွံ့ဖြိုးလေတယ်။တကောင်းပြည်ရှင်ဘင်းကြီးလဲ အချို့တက်ကစောမျက်လာအားအယုံသက်ပြီးအခုဖြစ်သူမောင်တင့်တေအားတွေ့ချင်းနဲ့ပြောလေတယ်မောင်တင့်တေအားတွေ့ရမှာဖမ်းဆီးဖို့မဟုတ်ကြောင်းပပဲလက်ရများနာမည်ကြီးနေတာဖြစ်ကြောင်းမင်းမိတ်နဲ့ဆင့်ခေါ်ရခြင်းဟာခွန်အားပလနဲ့ပြည့်စုံတဲ့မောင်တင့်တေအားတကောင်းမျိုးတော်ဝင်ခန့်ထားမယ်လို့စောမျက်လာအားအချို့တက်လိုက်လို့ရယ်စောမျက်လာဟာဘီယင်ကြီးအားယုံစားကလူများလှုပ်ပြီးတော့မောင်တင့်တေအားမိဘများမှတဆင့်ခေါ်ခိုင်းလိုက်လို့ရယ် အဲ့လိုနဲ့မောင်တင့်တဲစီကိုသတင်းများရောက်ပြီးရဲ့နောက်မောင်တင့်တဲလည်းပုတ်ပားနဲ့မှတကောင်းမျိုးသူအပြန်ရောက်နှမတော်များသိစီရန်ပပဲဖို့မှလဆန်းပြလေတယ်ပပဲဖို့ရင်မထူဖြစ်တာကြာပြီဖြစ်တာကြောင့်ပပဲထူရန်ပြင်ဆင်နေတယ်ငါ့ရဲ့ပပဲထူတာဘသူနဲ့မှမတူလက်စွမ်းနဲ့ခွန်အားပလားနဲ့တူထူလိုက်ရင်ငါနှမတွေပြန်ရောက်ကြောင်းတော့သိမှာပဲအဲ့လိုပြောပြောဆိုဆိုပြန်ထူလိုက်လို့ရတယ် တတင်းတင်းအတန်ကြောင့်တကားမျိုးနန်းတော်ထိပင်ပပဲထုတန်ကြားရလေတယ်တကားပြည့်ရှင်ပြင်းကြီးဟာအာယုံမတက်မီစက်တော်ခေါနေသေးချိန်မှာပင်ထူးခြားတဲ့အတန်ကြောင့်နူလာတယ်ဒီအတန်ကဘယ်ရလာလဲတကားစမှုမှတ်များအားလှမ်းမိလိုက်ရစုံစမ်းတော်မူเจ้าမှာဖျာတကားပြည့်ရှင်ပြင်းကြီးဟာစိတ်ထဲမှာအဲ့လိုကြားတဲ့အတန်ကိုကြောက်နေမိတယ်အဲ့ဒီအချိန်မှာစောမျက်လာလေအတန်ကြားရဟဲအကို အခုပြန်ရောက်နေကြအောင်ငါ့ကိုအသိပေးတာဝမ်းသာလိုက်တာဘယင်ကြီးကိုအမြန်လျှောက်တယ်အောင်မစောမြလာဟာဘယင်ကြီးအိတ်ဆောင်တို့အရာအရှင်မင်းကြီးစောမြလာရဲ့မောင်တော်ရောက်ရှိနေကြမှာဖျားသူရောက်ကြအောင်အတန်ပေးတာပါဖျားဟမ်အတန်ပေးတာတော့နန်းတော်တွေကကြားရပါလားငါထီးနှံ့လို့ရင်မလွယ်ဘူးစိတ်ထဲရောက်နေတွေးကြောင်နေရကြအောင် တကောင်းပြည့်ရှင်ဘရင်ကြီးငြိမ်သက်နေတယ်။မင်းကြီးဖျားစောမြက်လာရဲ့ခေါ်တန်းကြောင့်အတိပြောင်းဝင်လာတယ်။မောင်တင့်တယ်ကိုနန်းတော်တယ်ကိုလာခဲ့ဖို့ပြောလိုက်ပါ။ညီလာခံလှုပ်ဖို့ပြေတဆက်ထဲမှာပင်မနဲ့အစောချိန်မင်းညီလာခံလှုပ်တာကြောင့်မူးမတ်များလည်းပြင်ဆင်ရလေတယ်။ညီလာခံမှာမောင်တင့်တယ်အားတန့်ရံအမိန့်ချလိုက်လေတယ်။မောင်တင့်တယ်ကမရောက်သေး။တေမင်းကကြာနေကြောင်းနှမဖြစ်သူရောမောင်ဖြစ်သူရောမသိရှာ။ မောင်တစ်တဲတယောက်နန်းတော်ထဲရောက်တော့မူးမတ်များကဖမ်းဆီးလိုက်ပြီးတော့စကဝါပင်အောက်ကျိုးချီကဖူကျင်ထိုးပြီးတက်လီတော့တယ်ဖူကျင်ထိုးပြီးတက်လီတော့တယ်ထင်းမီးသွေးများဖြင့်အပြည့်ရှန်ကြီးကြီးအာကောင်းကောင်းနဲ့တောက်လောင်နေတဲ့မိဘုံကြီးဟာမောင်တစ်တဲအောင်အာရပါရဝါစားတယ်လို့လောင်မြိုက်နေလေတယ်စောမြတ်လာလေအဲ့ဒီဖြစ်ရက်ကိုသိရင်သိချင်ငါ့ကိုတေးပါပြီ ငါကိုတည်တာငါကြောင့်အကိုအဖြစ်ဆိုးနဲ့တည်ရတယ်လို့ငါလည်းတည်ရမယ်စိတ်ပန်းဖြစ်လိုက်တဲ့စောမျက်လာတယောက်လည်းမီးမုံထဲသို့ခုန်ချမယ်အလုံးမောင်မများလည်းနောက်ကပြေးလိုက်ပြီးဆွဲမိဆွဲရဆွဲလိုက်ရဥကောင်းသာရှာလိုက်လေတော့တယ်မီးအရှင်ပြင်းထန်လာတာကြောင့်စက်ကူရွက်လေးမီးလောင်တယ်လို့လောင်ကျွမ်းလေတော့တယ်အဲ့ဒီဖြစ်ရကိုမြင်သူမဲထွေးဖြူလေငါကူငါမလည်းတည်ပြီး ငါလည်းလိုက်တည်မယ်ဆိုပြီးမိမုံတွေကိုခုန်ချလိုက်လို့ရတယ်